ထူးဆန်းတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုပိုင်ဆိုင်ထားတဲ့ငါပူတဲ့မိသေးတို့တွေနဲ့ကိုင်လိုက်ရင်သူတို့ရဲ့ခန္ဓာကိုယ်ကိုဘူပေါင်းတစ်လုံးလိုပူကားသွားအောင်ပြုလုပ်နိုင်တဲ့ငဘူတင်းလေးတွေကိုတော်တော်များများမြင်ဖို့ကြားလိမ့်မယ်လို့ထင်ပါတယ်။ကဘာပေါ်မှာငဘူတင်းမျိုးစိတ်ပေါင်းများများစွာရှိပြီးတော့တချို့ကရေကျိုးတွေဖြစ်တဲ့မြစ်တွေချောင်းတွေမှာနေထိုင်နိုင်ကြသလိုတချို့ကတော့ရေငန်ပင်လယ်တွေမှာနေထိုင်လိမ့်ရှိကြပါတယ်။ Glowfish ဒါမှမဟုတ်ရင် Puffer Fish လို့ခေါ်ကြတဲ့ငဘူတင်းတွေရဲ့ခန္ဓာကိုယ်တိဆောက်ပုံဟာ တခြားသောငါးတွေနဲ့မတူဘဲအင်မတန်ထူးခြားတဲ့လက္ခဏာတွေကိုပိုင်ဆိုင်ထားပါတယ်အထူးသဖြင့်သူတို့ရဲ့ခန္ဓာကိုယ်အယိုးညံ့တိဆောက်ပုံကအတော်လေးကိုကွဲပြားတာဖြစ်ပါတယ်ဆိုတော့ငပုတင်းတွေရဲ့ခန္ဓာကိုယ်မှာဘယ်လိုမျိုးစိတ်ဝင်စားစရာတွေရှိလဲဆိုတာကိုသိရဖို့တော့ဗီဒီယိုကိုဆုံးထိတူကြည့်လိုက်ကြရအောင်ပါတစက်ထဲမှာပဲကျွန်တော်တို့ရဲ့ရွှေစည်းကအနာရိမ့်မဲ့ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည့်တဲ့များတို့ကအမြဲတမ်းလိုလိုတင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာကဲအစင်းသဖြစ်တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါ ငဘူဒင်းတွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အရာကဘာလဲဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဆူးလေးတွေပဲဖြစ်ပါတယ်။ဒီဆူးယိုးလေးတွေဟာသူတို့ကိုတခြားသားကောင်ကြီးတွေလာမတိုက်ခိုက်ရဲအောင်အကာအကွယ်တစ်ခုအနေနဲ့သာသဘာဝကပိတ်ထားတဲ့လက်ဆောင်တွေပဲဖြစ်ပါတယ်။ဒီနေရာမှာမေးစရာရှိတာကဒီဆူးလေးတွေဟာငဘူဒင်းရဲ့နယ်ယိုးတွေကနေဖြစ်လာတာလားဆိုတာပါပဲ။ဥပမာအနေနဲ့မြင်သာအောင်ကြည့်ရရင်တော့လေးတကောင်ရဲ့အခွန်ဟာသူ့ရဲ့နယ်ယိုးတွေကနေတစ်ဆင့်အပေါ်နဲ့ဘေးကိုကားထွက်သွားတဲ့အယူပြားတစ်ခုဖြစ်ပါတယ်။ဒါဆိုရင်ငဘူဒင်းရဲ့ခန္ဓာကိုယ်ဘောကဆူးတွေကရော သူတို့ရဲ့နိုင်ရိုးတွေများဖြစ်နေမလားအဘေကတော့ဟုတ်တယ်လို့လည်းပြောလို့မရသလိုမဟုတ်ဘူးလို့လည်းမပြောနိုင်ပါဘူးဆိုတော့ဒီရိုးစုကိုအရင်ကြည့်လိုက်ကြရအောင်ပါဒါကတော့တာမန်ငါးတကောင်ရဲ့နိုင်ရိုးတွေဖြစ်ပြီးတော့ကြောရုပ်ကနေအောက်ဘက်ကိုတွဲဆင်းသွားပါလိဒါကတော့ငဘူတင်းတကောင်ရဲ့အယူစုဖြစ်ပါလိကြည့်ပါဦးဘလောက်ထိတော်မှစမ်းကြဲတဲ့အယူစုများပါလိငဘူတင်းရဲ့နိုင်ရိုးတွေဟာတခြားငါးတွေလိုမျိုးကြောရုပ်နဲ့တွဲဆက်မနေပဲအပေါ်မှာအချက်လိုက်တည်တံကွဲထွက်နေပါလိဒါကြောင့်ပဲငဘူတင်းရဲ့ခန္ဓာကိုယ်ထဲကိုလေတွေဝင်သွားတဲ့အခါမှာ အယိုးတွေကကြောရုံမကြီးနဲ့ဆက်သွယ်မနေတာကြောင့်ကြိုက်တလောက်ဖောင်းကားနိုင်တာပဲဖြစ်ပါတယ်။သူ့ရဲ့အပေါ်ကမှရှိတဲ့အယိုးနုတွေကတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားပါတယ်။ဒီနေရာမှာအပြင်ကိုထွက်နေတဲ့စူးတွေမှာတချို့ကအယိုးတွေဖြစ်ပေမဲ့တချို့ကတော့မဟုတ်ပါဘူး။ဘာတွေလဲဆိုတာကိုဆက်ရှင်းပြပါမယ်။အခုမြင်နေရတဲ့ငါးကတော့လှပတဲ့ငွေရောင်ငါးတစ်ကောင်ပဲဖြစ်ပါတယ်။သူ့ရဲ့အခြေကုန်တွေကတင်းငယ်ပြီးတော့တစ်ခုနဲ့တစ်ခုထက်လျက်သာရှိနေကြပါတယ်။ဒါပေမဲ့ငဘူတင်းတွေရဲ့အခြေကုန်ကတော့အရှိလျားပြီးတော့ချွန်ထက်နေပါတယ်။တဖြည်းဖြည်းချင်းကြလာတဲ့အခါမှာသူတို့ရဲ့အခြေကုန်တွေဟာ အခုလိုခြုံတက်တဲ့စူးတွေအဖြစ်ကိုပြောင်းလဲသွားတာဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ငပူတင်းတကောင်ရဲ့စမ်းကြဲတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုသိရှိသွားတော့ပြီလို့ထင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါပါခင်ဗျာ။